ကဒါရတဲ့ကြောင့်တော့မှတ်ပါတယ်။ဒါမဲ့လည်းပေါ့။ဒီမှာသူရဲ့ကြားချက်တော်နိုင်ငံဆိုတာလေးကိုဆက်ပြီးဖတ်ပြချင်ပါတယ်။အီစာအုပ်ကိုဖတ်ပြခွင့်ပြုပါရင်ဆမအားလေးမြတ်စွာခွင့်တောင်းလိုက်ပါရစေ။အာသူကဒီနေ့နောက်ကျသွားတဲ့အတွက်စိတ်မဆိုးဘူးအရင်ဆုံးချုပ်ပြီးတောင်းပန်ချင်ပါတယ်။ဉာဏ်လေးနည်းနည်းတူတူလေးဖတ်ပြပါမယ်နော်။ မြန်မာသူရဲ့မြမချစ်တော်နိုင်ငံဒီပိုင်းပါတော့အပူမီဆိုတာကိုဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်။တကယ်တော့ပြီးသွားပြီ။တကယ်မိုးတော်ရွာတာမတွေ့လိုက်ဘူး။ကိုကကြည့်မနိုင်တိုက်ခန်းကနေဘဲမှလည်းမသွားပြတ်တော့တခြားနေရာတွေမှာမိုးရွာသလား။မရွာဘူးလားဆိုတာဘယ်သိနိုင်မလဲ။ရုပ်မြင်သံကြားမှာမြင်ရသလားကလည်းဘယ်နေရာမှာမှမိုးရွာတာမတွေ့ရဘူးလို့ပြောတယ်။ဒါပြင်ဘရောက်ပန်းတွေရောဖွင့်ရလားမသိပါဘူး။ အန်တီတို့ဈေးကြောင့်လူပွားရင်းရောတော့အဆောင်ရှိကဗရောက်ပင်ကြီးမိုးမြွာလိုပန်းမပင်တော့မိုးတူဖြန်းပြတာကြောင့်ရဘူးတယ်။နေကြီးသမားအကြောင်းသားအကြောင်းသူတွေကရေပိုက်တွေနဲ့တစုတရုံဖြန်းကြတာပေါ့။အန်တီကတော့ကိုယ်ခန်းရှိဝေယန္တာကနေပဲသူများတွေရဲ့လှုံ့ရှားမှုကိုစောင့်ကြည့်နေကြတာ။ကြောင်စရာကြီးသမီးရဲ့အန်တီဘေကန်ကတကယ်ကြီးအေးမွန်ကတော့လှုံ့ရှားတက်ကြွသူဖြစ်လို့အားတက်တရုံမိုးရွာတဲ့ထဲပါတာပေါ့။ ဘရောက်ပန်းတွေတကယ်ပွင့်လာခဲ့တယ်။တကြံဆိုတာလဲဘရောက်ပန်းရဲ့အလှနဲ့ရနဲ့ပါမပြီးပြည့်စုံတဲ့တကြံဖြစ်မှာကိုရာသီဥတုတွေဖောက်ပြန်လို့လောက်မသိဘူး။ဘရောက်ပင်တွေကစာဆိုတဲ့ကလို့အတိအကျမပွင့်တော့ပါဘူး။တမိညမာလေးပုံပုံတို့အင်းကဘရောက်ပင်ဆိုရင်တနစ်ကို3လေးချိန်လောက်ပွင့်နေထင်တာပဲအန်တီမန်ဒလေးကိုတနစ်၄ငါးကသွားတယ်မဟုတ်လား သုံးလေးကတော့ broadband ပွင့်တာကိုကြုံရတာပဲဒါမှမဟုတ်သူ့ဘရကူကခဏခဏပွင့်တတ်တယ်မျိုးလို့လာတော့မသိပါဘူး broadband တွေစောင့်စိုးနေမိတာထားပါတော့ရန်ကုန်မြို့ကြီးပူတာကတော့ဆိုးလာတယ်ပြီးခဲ့တဲ့နှစ်ရက်ကမြို့ထဲကိုထွက်ဖြစ်တယ်လမ်းဖြတ်ကူးတဲ့အချိန်မှာနေတချိန်ချိန်ပူပြင်းလုံးလုံးကြောက်တောင်ကြောက်မိတယ် ကြီးကိုခန့်မြင့်မြင်ဆောင်းထားတော့ခေါင်းနဲ့ပူသိမ့်မရောက်ပါဘူးဒါပေမဲ့ဖနက်ပါလေးစီးထားပြီးတော့ခြေပွားတဲ့ကိုအဘူကဖနက်ကလေစိတ်ပြီးဝင်လာလိုက်တာသမီးရဲ့ဖနက်ထူထူပြန်စည်းအောင်မှာပါပဲအန်ဒီကလေခွန်မြင့်ဖနက်တို့ဖနက်ထူတို့ကိုဘိုးရတီမှာပဲစီးပြတာရွှေရင်စင်တော်တတ်တာလို့လေအန်ဒီကလမ်းလျှောက်ရင်ထမိန်နောက်ဘက်မှာလေရွှေစက်ဒီစင်းကုန်ရောလမ်းများများလျှောက်ဖြစ်ရင်တော့အင်ကြီးထီတောင်တက်စင်းတယ်ဒါနဲ့ပဲ အစင်တက်တာအောင်ဖနှက်ထူစီရတာအခုတော့မဖြစ်ဘူးနေပူလက်ဖနှက်ထူစီမှာနေအောင်စူးစူးပူပူပြင်းပြင်းအောင်မှာလူတွေက platform ပေါ်မှာလမ်းပေါ်မှာရှောက်သွားနေကြတာအယောင်ဆုံးပဲတချို့ကတော့အနေရောင်တွေဝစ်ကြတယ်အနေရောင်ကအပူကိုဆုပ်ယူတဲ့အယောင်ဆိုတာစာထဲမှာတင်ရဘူးတယ်တကယ်လည်းအနေဝက်ထားရင်အပူကအသားထဲကိုစူးစူးရှာရှာဖောက်ဝင်တာခံစားရတယ်အနေကဝစ်တဲ့သူကဒုက္ခပေးတာမြင်ရတဲ့သူကတော့ဒုက္ခမပေးဘူး အနက်ကအလင်းပြန်မှုနေတာကို အလင်းလဲဆုံးအပူလဲဆုံးတာကိုဒါကြောင့်ရှေ့ခေတ်ကထီးတွေကိုနဲ့ရောက်သုံးခဲ့ကြသလားမသိဘူးနေပူထဲမှာပေးပတ်ဝင်ခြင်းတစ်ခုလုံးထီးတွေဘလောက်များများထီးတွေစီကအယောင်ပြန်အပူပြန်ကကိုယ်စီရောက်မလာဘူးလေကိုကောင်မော်ကဘူးကိုဆောင်ယူပြီးပြင်မယ်ကိုကသာထီးကိုခက်မင်းမြင့်စောင်းထားတတ်ရင်အဲနေရောင်နဲ့လဲလိုက်တင်စောင်းတတ်ရင်ကိုစီကိုအပူမရောက်နိုင်ဘူးအခုတော့တိုးတက်တက်ခင်ခင်မီစန်းထွင်တဲ့ခင်မို့ ထီရီယာရောင်စုံမယ်ငွေရောင်လေးနဲ့ရော့ဆက်ထားတဲ့ထီရီလည်းပါတာပေါ့ငွေရောင်ကပူပူပြန်စီတယ်အလင်းကိုပြန်စီတယ်ဒီဒါကြောင့်အန်ဒီတို့ရင်ထဲကြောင်းမှာတက်စီရေလောင်ကန်တွေကိုလေငွေရောင်နေတောက်ထားတာဖြစ်မယ်ငွေရောင်ဆိုတော့နေဘူးတဲ့ကာနီယာကလောင်ကန်ကိုထိအပူပြန်အလင်းထွက်မှာကိုရောင်ပြန်ထီရီသုံးတဲ့ကာကြတော့ကိုကိုနေရောင်ထဲကရောင်ကြီးတွေမြမြမဝင်အောင်တက်နိုင်တဲ့လောက်တော့ကောက်ွက်ကုန်ရပါတယ်။ထီရီမှာငွေရောင်တွေဖြစ်စားနေတာတော့အမှန်ပဲ။ အဲ့ဒီ ठी တွေကဘေးပတ်ဝန်းကျင်ကိုအယောင်ပြန်ပြီးဒုက္ခပေးတာလည်းအမှန်ပဲလူတိုင်းလူတိုင်းကလေအပူတန်းကြောင့်ညှဉ်းညူမိကြတယ်။တယောက်နဲ့တယောက်လမ်းမှာတွေ့ရင်နှုတ်ဆက်စကားပြောပြတာပူတယ်နော်ဆိုတဲ့စကားပဲ။ Never come you yet the stranger ဝတ္ထုတို့ကိုလေခက်ငင်ငယ်အဖတ်တုံးကအဲ့ဒီဝတ္ထုတွေကလူတတ်မှုကြောင့်ကိုသိခံစားလို့မရဘူး။နေရံကပူပြင်းလွန်းလွန်းဇက်လိုက်ကစိတ်ကတိကောက်ဖြစ်နေစိုးရိမ်နေဒေါသထွက်လွန်းနေတယ်။အဲ့ဒီအချိန်မှာသူနဲ့မတက်တဲ့ Arab ကဒါလို့လို့ ဘာလို့လို့အရာတခုဆွဲထုတ်လိုက်တာလက်ခနဲ့လက်မြင်ရတဲ့အခါတနက်နဲ့လှမ်းပြစ်လိုက်မိတော့တာပဲတဲ့အနည်းပူချိန်ဟာလူတတ်မှုကိုတော်အားပေးတယ်တဲ့ဟုတ်နိုင်မှာမလားပေါ့အခုတော့အတန်ကြီးလာတော့ပူဒံတွေလည်းတစ်ထည့်ပြီးတစ်ထည့်ခံစားရပါများလာတော့အုံတော့ကမအေးစေးတော့ဘူးမခံနိုင်တော့ဘူးဘာမစုံလောက်ပြက်လိုက်ဖို့အဆင်သင့်ဖြစ်နေပြီဒီတော့မှပဲရာတီဟုတ်တံဟာ ခန္ဓာကြီးအားကျဆင်းနေတဲ့အုံနောက်တစ်ခုကိုဖက်လောက်ဖီအားပေးနိုင်တယ်လဲတွန်းအားပေးနိုင်တယ်လဲဆိုတာကိုသဘောပေါက်တော့တယ်။အဲသဘောထားကြည့်ရဆိုတာကလည်းလေဖီအားနေတဲ့သူမှသာရှိနိုင်တဲ့အရေးချင်းပါလားလို့တွေးမိလာတယ်။စီးပွားရေးဖိနှိပ်မှုနိုင်ငံရေးဖိနှိပ်မှုလူမှုရေးဖိနှိပ်မှုဓာရီကိုမချိမဆန်ခံစားနေရတဲ့လူတယောက်ကယာတိဥဒုဖိနှိပ်မှုကိုလည်းကြုံရောစနက်တန်ကိုမိရှုံမဲ့မိတခုနဲ့ကြုံလာရသလိုပဲထပောက်တော်တာပေါ့ဒါအန်တီအတွေ့လေ ืมဒီကောက်ချက်နဲ့ဒါဆိုရင်တော့အပူပိုင်းဒေတာကလူတွေကရာဇဝဲမှုပိုကျွလွန်ကြရမလို့ပဲအထပါတော့လေရာဒီဥဒုပူကပတ်ဝန်းကျင်ကိုဘာတွေထိခိုက်စေမလဲလို့တွေးကြည့်နေမိလို့ပါဒါရထိခိုက်တာတော့မိလောင်ခြင်းမယ်မိလောင်နေဆိုတာတော့မိရမြို့မိရလို့ရှိသေးတာကိုမိနှမျိုးစလုံးကပူတဲ့ရာဒီတွေမှာဖြစ်တာပဲရာဒီရောက်ပြီဆိုတော့ရင်နံကြောင်မတော့ကိုထွန်းရွှေဆိုထားတဲ့ ်မိသချင်းကလေအလွန်ကိုခင်စားတဲ့တတိပေးချက်တစ်ခုပေါ့အတန်ချက်ချက်နဲ့အဲ့ဒီတချင်းကိုဖွင့်ပြီးတစ်မျိုးလုံးမိကာခွဲကိုနှိုးစော်တတိပေးရတာရန်သူငါဝရဲမှာအမတန်ဆိုပါလာတာမညာတာဘသူမှမထောက်တာတခုဓမြတဲ့ဆိုတဲ့ရန်သူပါဒီစဘူတခွေမှာရန်သူမိကိုတင်လဲတတိပြုပါတဲ့ရန်သူငါဝဆိုတာတမိတိတယ်မဟုတ်လားရေမီမင်းခိုးသူ မချစ်မနစ်သက်တော်သူတဲ့ဒါတွေကလူရန်သူတွေမဟုတ်လေသတိရှိရှိနေကြဖို့ရှဲလူကြီးတွေကစုံမခဲ့တာအဲ့ဒီခေတ်ကတော့ရန်သူမျိုးကငါးပါးပဲရှိမှာကိုတဏိပြောရရင်အဲ့ဒီငါးမျိုးနဲ့กินတဲ့ဒုက္ခအန်ဒီရလို့လည်းမရှိသလောက်ပါပဲလေဒါပေမဲ့လီမုန်တိုင်းနေကြတော့ဘယ်နဲ့လုံမလဲနော်ညီငလေးဆိုရင်တော့ တဘာဝ BNN ရဲ့ဆိုတာဟိုးရုံကလေးကယင်ကြီးတာတောမီလောင်တာမြင်းကလေးလောက်တာမြေကဘာပြူတာလေမုန်တိုင်းတိုက်တာမိတောင်ပါခွဲတာအဲ့ဒါကြီးခေါ်တာပဲဒီခေတ်မှာတော့အဲ့ဒီတဘာဝ BNN ရဲ့တွေကလေလူလုံးတဲ့ကိစ္စတက်ခုကြောင့်ပိုဆိုးကုန်တယ်လူရှာဝေတွေ့ကြည့်ကြတော့တာတောမီလောင်တာဘာကြောင့်ဖြစ်ရသလဲတဘာဝကြောင့်လားလူကြောင့်လားတဘာဝကြောင့်လည်းဖြစ်တယ်တိရ6တိအပင်ခိုင်းကြောက်တယ်တခုနဲ့တခုပွတ်တိုင်မိရာကကြာတော့အပူကြောင့်မိထတောက်တတ်တယ် လူကြောင့်လည်းဖြစ်တယ်လူကတောင်ရခုံရင်းနဲ့မီးရှို့တယ်တိုင်းရင်းနဲ့မီးရှို့တယ်တချို့အပင်အိုတွေရာခင်းနေအမီးရှို့ပြကြသွားမှနောက်ထပ်အပင်တိတ်ကထွက်တာကိုတော်မီကပူပိုင်းဆောင်ရဲ့တဘာဝရန်တရားတစ်ခုပဲအဲတော်မီလောင်ပြကြမှာအဲ့ဒီပတ်ဝန်းကျင်ကအပင်အိုတွေရဲချောက်တွေကရှင်းသွား မြေမာမြေစည်းလွှာအစ်တီပြန်ရတာကိုတစ်ပင်ချောက်တွေမှာတွေ့ကပ်နေတဲ့ယောဂါပိုးတွေမှုတွေရှင်းလင်းသွားမယ်အဲ့ဒါလို့ရှင်းလင်းသွားတဲ့အခါမြေပေါ်မှာအဲတခြားနေရာကတစ်ဆီတွေကလာပြီးအပင်ပေါက်နိုင်သွားမယ်လေတချို့တစ်ဆီတွေဆိုတော်မီကြောင့်ပူတဲ့ငွေကိုမရမချင်းနဲ့ညမွတ်ထွက်အပင်မပေါက်ဘူးတဲ့တော်မီလောင်တာတွေကမကားမှုလို့ထင်ခဲ့တဲ့အချိန်တွေကလေတော်မီကိုလူတွေကတားကြည့်ခင်ကြသေးတယ်အဲ့ဒီခါမှာဘာဖြစ်လဲတော့ကလေးပူပြင်းချောက်တွေလာတယ်။အိုမင်းလာတယ်။ အဲ့ဒီကဘလို့မှမရှောင်လွှဲနိုင်တဲ့တစ်ချိန်ချင်းပေါ့နော်ဒီကိုင်းချင်းမပုတ်မိအောင်ဘယ်ရာကမှမတားထားနိုင်ဘူးလေအဲ့ဒီချိန်မှာမိလောင်တော့တာပေါ့အဲ့ဒီမိကအကြီးအကျယ်ပဲထင်းချုံမထားစင်ကလောင်နေမိရဲ့တက်ပိုဆိုးလာတာတွေ့ရဟုတ်တယ်လေဟိုနာနဲနဲဒီနာနဲနဲတော်မိဆိုတာကိုတားလိုက်တော့အများကြီးလောင်တာကိုမထိန်နိုင်တော့ဘူးပေါ့တော်မိကကောင်းတဲ့ဂျုံလည်းရှိတယ်လို့မကောင်းတဲ့ဂျုံလည်းရှိတယ် တော်ရုံကံရုံတရိစံလေးတွေကလေမီးလောင်သွားပြီးရဲ့မြေမှာပြက်ပြီးမြို့ပွားနိုင်တယ်ဒါပေမဲ့တော်မီလောင်တာတော်မီလောင်ထားတဲ့မြေနဲ့အဲ့ဒီတော်ရဲ့ပတ်ဝန်းကျင်ကတိတ်ကိုကြက်ပိနေကြလို့တရိစံလေးတွေမပြေးနိုင်ဘူးဆိုရင်တော့ဆိုးကျုံကတော်တော်များပါပဲကိုတော်ပြီလောင်တဲ့အချောင်းကိုလေဘမ်ဘီကတ်တွန်းကားထဲမှာတမိမြင်ရမှာပေါ့တရိစံလေးပြေးကြတာမပြေးနိုင်တဲ့သူမိတဲ့ပါတိရပေါ့ မြို့ရဲမိလောင်နဲ့မိတောင်မှလေတဲပို့စရာကားတွေရှိတယ်မိငင်းတက်ပြီးမှမိတဲ့ကားတွေရှိတယ်တွဲ့ပြီးတော့ပွေပြေးနိုင်တဲ့လူသားတွေရှိတာတာလူကြီးတွေခလေးတွေတည်ကြရသေးတာပဲတော့တဲ့ကဒရိစံလေးတွေခမကြတော့ခုချောင်နဲ့ခုအာကိုသုံးပြီးအာကုန်ပြေးပါလွတ်တာလေပြင်းမိတဲ့လမ်းကမိနဲ့ပိတ်ရင်သွားပါလိမ့်ရောနာဝီပြင်းကနေပြီးခုထက်ခွန်အားကြီးတဲ့ဒရိစံတွေကခုကိုခလုတ်တိုင်းနင်းပြင်းနဲ့တည်ရအောင်မယ် တော်မီလောင်လို့တချို့တရိစံနေမျိုးတုံကုန်နိုင်တယ်။မြေစည်းလွားရှိပြီးသားကလည်းတော်မီကြောင့်ဖြစ်စီရတာတွေလည်းရှိတယ်။မီးလောင်နဲ့မီးခိုးကနေလေကျူညီညာမှုတွေလည်းဖြစ်မယ်။ပြာမှုန့်တွေဖုံမှုန့်တွေမီးသွေးမှုန့်တွေလေထဲမှာလွင့်တန်ငွေတွေပြတ်နှက်ကုန်ပဲ။တိတ်ပူလို့ဖြစ်ရတဲ့နောက်ထပ်အန်ဒီရဲ့တခုကတော့မိုးခေါင်ခြောက်တွေ့တာပဲ။အပူပိုင်းမှာဖြစ်တတ်တယ်။အပင်တွေကသဘာဝရဲ့ဆွဆွမှုနဲ့ခြောက်တဲ့မှုကို တက်လက်စီခံစားပြီးခံနိုင်ရှိတာများပါတယ်။၆တွေ့ချိန်မှလည်း၆တွေ့တဲ့အပူပေါ့။ဆွဆွတဲ့ချိန်မှလည်းဆွဆွတဲ့အပူပေါ့။၆တွေ့တဲ့အပူနဲ့ဆွဆွတဲ့အပူဘယ်ဟာပိုဆိုးလဲ။ခဏခဏတွေးကြည့်မှုတဲ့အိုက်ပြုတ်ပြုတ်ကြီးလို့လူတွေညီတာခဏခဏကြားဘူးပါရဲ့ပြုတ်ဆိုတဲ့အထိပဲစကားကလေ။ဘာနဲ့တုံးတယ်လဲမသိဘူးနော်ပြက်ထားတယ်လို့ဘူးတလားပေါ့။ မူလရသဘာဝအဘူဒံကို၆သွေးမှုရောစွစွမှုရောခံနိုင်တဲ့အပင်တွေဒိဋ္ဌံတွေကလူတွေလုံလို့ပိုဆိုးတဲ့ဓာတ်ကိုကြောင့်ခံနိုင်တော့ဘူးတစ်တော်တွေကိုခုတ်ပစ်လို့ပူပြင်း၆သိသွားတဲ့အပူမြေစည်းလွားတွေကုန်းလို့ဖြစ်လာတဲ့၆သွေးမှုကြောင့်အပင်တွေပြုံးတည်တဲ့အပူဓာတ်တွေကိုတော့သဘာဝဓာတ်ဆိုတာမို့မခံနိုင်ကြဘူးအခုရန်ကုန်မှာပူလွန်တော့နေဒီမှာဘလောက်ကူးနေပြီလဲလက်မီမှန်းစာကြည့်ရဒီမတော့ အနေနဲ့လူကြီးတွေဖြာနာတရိလစ်ပေါ်တချို့နဲ့သေးကြတယ်။အနီကစေးကမခွင့်နဲ့သူဒါမဲ့တငယ်ချင်းတွေတဲကစေးကခွင့်နဲ့သူတွေကနေတစ်ဆင့်ဖြာနေနာတဲ့သူတွေကြောင့်တိတိမြင်ရတာပေါ့။ညီနေချောင်းတို့ကအပူတန်းကကြီးလွန်လွန်လူတချို့သေးရတာကိုယ်တိုင်ဆရာဝန်ဖြစ်ကြုံရတာတွေပြန်တရိရနေမိတယ်။ဒါကြောင့်လူတွေကိုကျဲမာရေးဆိုင်ရာတာဝန်ရှိတဲ့သူတွေကလိုက်ပြီးတရိပေးနေတာမြင်းချောင်းကန်းဆက်နေပူပူမာရေးမချိုးကြဘူး။အပူတဲကလည်းအိမ်ပြန်ရောက်ရောက်ချင်းရေးမချိုးဘူး။ ထက်တလဲလဲတတိပေးရတာဒါမဲ့လေတတိမချမီပဲနဲ့ချိုးမိကြတာနေရှိတယ်ရေချိုးပြီးတော့တည်တာပဲအန်ဒီတခါအိမ်လိုက်ကူကိုသွားတော့လေဟိုမှာလူကသေးနေပြီဒီအိမ်ကတော့တောင်ဘက်မှာပြတင်းပေါက်တွေရှိတော့လေတောင်လေးတိုက်လို့လာတော့မတည်ဘူးအူရန်သက်သားတယ်ဘူတန်ကိုမခံစားရတော့ပါပဲတချို့ပြတင်းပေါက်မပါတဲ့တိုက်ခန်းနေ မီးပြန်ဘလို့မျက်နေကြလဲမသိဘူးတို့နေမတော့လေဘူပင်မဲ့လေးရတိုက်တယ်လေတိပင်ရိတ်အောင်မဆောက်ထားတယ်ဝါအိန်တို့တစ်သားအိန်တို့ဆိုအရေးကိုဖြတ်ပြီးတိုက်တယ်လေမို့အေးတယ်အဘူကိုဖြတ်ပြီးတိုက်တယ်လေလဲဘာရေးလဲကြီးဆောင်ပါးပါးလေးတွေပစိုးစုပ်တွေဝိဇာကြီးကြီးတွေရင်စွတ်ညက်ကလေးပေါင်းမှာခြေတန်းရှင်အိန်အောက်ထက်ဆိုလဲဝလုံးတန်းနေမှာပက်လဲလွှားထားလိုက်စမ်းမှာဘူရက်လေးကလေအဝိဇိုဖြတ်ပြီးကိုစီရောက်လာတော့အိန်နေပြီ အန်ဒီမေမေကခလိငငယ်လေးတွေအပူဓာတ်မရအောင်လို့လေပကတ်တီဆောင်းပန်းနေမှာကြိုးတန့်အဝိရေစုညှစ်ပြီးကပေးတာရေကကလေးတွေစီတိုင်းရမထီဘူးရေစုဝိတ်ကိုဖြတ်လာတဲ့လေရပဲထီတာဆိုတော့အိုးတိတ်နေလို့ကောင်းတာပဲအခုရန်ကုန်ကတိုက်ခန်းနေမှာလေပန်ကားလည်းဖွင့်မရလေအေးစက်လည်းဖွင့်မရတဲ့အချိန်နေမှာဆိုဖြည်းဖြည်းပောက်ကလည်းမရှိဘူးဆိုဘယ်နဲ့လုံမလဲအိရှိလင်းဝင်ပောက်နဲ့အိနာဝိတ်လင်းဝင်ပောက်နာမှာပဲချီဆောင်ပါပါလေးရေစုပြီးလှမ်းရမလား လီတွင်းတော့ပါသေးတယ်လီမတွင်းဘယ်နဲ့လောက်ကြအောင်လဲအဲမျိုးတန်းမတော့နှစ်ရတောင်လေးရောင်းနေတာတွေ့ရတာပဲတိုက်ဘူးလုံးတော့မြေစီလွားဘလို့ပြုံးတည်လဲတည်လားမြေစီလွားရဲ့ပေါ်ရန်ကလေမီးဖုတ်လိုက်တယ်လို့ပဲခြောက်ကတောင်တင်းသွားတာအဲ့တော့ရုတ်တရက်မိုးရွာတဲ့အခါကျတော့မိုးရီကမြေစီလွားတဲ့စုပ်ဝင်ဖို့အချိန်မရခင်မှာမြေစီလွားအချောက်လွားကဒီတိုင်းစားခံရပြီးပါသွားရောအဲ့ဒီနီးနဲ့မြေစီလွားပေါ်ပိုင်းကပြုံးတည်သွားရော မိုးမရပြန်တော့လေအဲ့ဒီမြေချောင်းမှာဘာပင်မှကိုမပေါက်တော့ဘူးမြေစီလာကမိုးရေကိုမဆုံနိုင်တဲ့အခါမှာမိုးရေကမြစ်တွေထဲရေရှမ်းစီပြန်ရောတစ်တော့ပြုံးပြီးလို့မြစ်ရေရှမ်းမယ်မြေစီလာပြုံးပြီးလို့မြစ်ရေရှမ်းမယ်စိုက်ခင်းနေပြုံးပြီးလို့ခြောက်သွေ့သေးကုန်ရင်ရေကိုထိမ့်မထောင်နိုင်လို့ရေရရှမ်းမယ်ခုလိုတွေးကြည့်တော့လေငငယ်ရကြခဲ့မှုတဲ့ညောင်းကဘာဖြူတာဆာမနကူပြီးကနမကြီးပေါင်ကျူတာဆက်ဆက်မှုရှိတယ်လို့လို့ပါပဲလား အဘူကြောင့်ဖြစ်တဲ့နောက်တဘာဝ BN ရဲ့ကလီမုန်တိုင်းနေပေါ့ကွယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါဒီနေ့နောက်ကြပါလို့တောင်းပန်ပါတယ်တော့မဆူတပိုင်းဦးဝင်းယူမယူရကိုဖိုင်မရွှေစင်ကြည့်ဘူးမနေနေအာမမအေးမမအေးမမအေးမတွေ့ရကြပြီနော်ဦးဝင်းတွေ့တော့တွေ့မှာပါတူတာ မမမြင်မိရလည်းဖြစ်နေတယ်ပဲเนาะမရွှေစင်ကြည့်လို့မနေနေမအဲအဲလေးကိုဖိုင်မနေနေမမအေးပိုင်းညညရမမအေးကိုဖိုင် WS win မတင်စားမအိုးဝင်မလင်းလင်းမမအေးမစူးသက်ပိုင်းမယူမီရအနော်ပြေလင်းမရိုစာဂျိုနာအဲအဲလေးမမအေးအဲရွန်ပီအဲရွန်ဦးထနိုင်မေကိုတနိုင်မေမရိုစာဂျိုနာကိုဘဇောအမတိမေမလင်းလင်းကိုဒီမေအိုးဝင်မ ကိုရှင်ညာကိုရှင်ပိုင်ဟိုမတိစာမှာဝမအေမိုင်းလီယာမဇုတပိုင်ကိုရှင်ညာကိုရှင်ပိုင်မိုင်းလီယာမဂျိမ်းစ်မဂျိမ်းစ်မဂျိမ်းမခင်ပပတို့မခင်ပပဖြူမညိုပြာမညူဝေစင်မစနေလေမတောင်းမလေမမမဆွေစင်ကြည့်မမစားစားမအဲလစ်မညဝေမမဇော်လင်းထက်အာအကိုဗလာမမေခေ မယူယူကြရကိုစမတ်ကိုစမတ်မနူဝင်စင်မစနေလေး WS မင်းအဝင်းအာဇူမီယာလကင်းနဲ့ချိန်လာအဲ့ဒီခရင်နဲ့ချိန်တာမကွန်မင်းဂျူလိုင်းကွန်မင်းဂျူလိုင်းမတွေ့ရချင်နော် WS ဆိုရင်မမေခင်တူတာမတွေ့ရဖြစ်မှာမမေယိုယိုမမေမမေဒီချိန်မရှိမရှိလည်းနှုတ်ဆက်အာမခေ3မမမခေမမအေอืม အမောတာရေးသားလိုက်အောင်ပါအဲ့ဒါအားလုံးပဲတက်တာပါဟွန်းမဲတူတာပါတော့လိုက်ချလိုက်ပါတော့မင်းမောင်းပြောင်းနေလို့